ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မြေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာယီဆရာဆရာကြီးတကုံတာယာဤဒုခိကိုရောက်ရမြင်မှာမလဲပါဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း30နှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ရေစိတ်ကိုကြော်တော့ကကွင်းတီးကြံကြီးကန်းစံနိုင်က လမှုပင်ဇလက်ပင်များပေါက်နေကြသည်ဒီကမ်းများမှာရေတဲသို့ထိလူကနံကောက်လိန်ကွေးကြနေကြသည် မောင်၍လာပြန်သည်တစ်ပင်များ ရှက်မိုးအုပ်ဝေလာပြန်သည် ရေပြင်ဤအယောင်နှင့်တစ်ပင်တို့ဤအယောင်ကမကွဲပြားတော့ရေပြင်းနေ၍ရေမာဤချောနေပေသည်ကွင်းတီးကြံအကွက်၌လေကလေးစင်းဘွားကနေပေါ်လာသည်ဟဲ့မေတင်တို့ပါလား လေပဲကိုင်းလာသောယောက်ျားလုံးကြီးဟောင်းတထဲကောင်း၌ပတ်ထားသောအသားညိုညိုကြောက်ပေါမှတက်တက်နှင့်မိမကြီးတူကလှမ်းအော်၍နှုတ်ဆက်လိုက်သည်ချောင်းထဲဝင်ကလေးကစိမ့်စိမ့်နှင့်တော်များတင်တို့မှတမန်ဥ၌ထိုင်လိုက်လာကြသည်ဟုတ်ကဲ့ဤတော့ရွာကလာတာအကြီးတို့နေကောင်းကြရင်ရောဖို့ဒီကောမပါဘူးလားတော်များတင်ကလည်းအော်၍နှုတ်ဆက်လိုက်သည်တမန်နာရောက်လျင်လေသည်တမန်ကိုကတ်လိုက်သည်ဒါကူကခတ်တက်ကိုရက်လိုက်သည် နေကောင်းကြပါလေကွယ်နင့်ဦးကြီးဖိုးတီကတော့တလင်းထဲမှာလုစရာလေးတွေရှိလို့တဲ့ဘယ်တော့မှသူကတော့အလုံးနဲ့လည်းပြတ်တယ်မရှိပါဘူးတော့သူကအလုံးမရလို့ရရင်နေလို့ထိုင်လို့ကောင်းတာမဟုတ်ဘူးဟဲ့မွေးစားတာပါတာလေမင်းတို့များမဦးပင်ဘက်သွားနေကြတဲ့ကဒီတစ်ခေါက်ပဲလာသေးနေတင်နေဟုတ်တယ်အကြီးတော့ကျမလည်းဒီမှာအလုံးလည်းမရှိတော့ရေကြီးရမျက်နှာရသွားနေရတာပါပဲ ုတ်တယ်လေဒီနေ့ထဲမှာနည်းနည်းတော်လာတာပါတော့ခုနှစ်တွေကများစပားစီတွေမကောင်းတော့ကျွတ်တို့လေသမားတွေသိကြကြတာဒါကြောင့်လေဂလုံးတွေထကြတာပေါ့စုကလတ်တူထန်းတော်တို့ဘက်ကတော့ဂလုံးတွေကျူးပြီးခံကြရတယ်တတကြွင်းကြတဲ့သူတွေတောင်မနှဲဘူးခုမှရဲ့ဤတော့ရင်တပုံရွာတွေကိုအနှိမ့်ဆက်ခံရတာပေါ့ညီတို့မူပင်ကတော့ဤတယ်မဟုတ်လားအဲ့ဒီပဲဘာသာမှမကြားပါဘူးဟုတ်တယ်ကြီးငါ့ပြင်မထကြဘူး ဣန္ဒရာဘက်ကတော့ညီကြတယ်ညီပေမဲ့လက်နဲ့ချင်းကလည်းမမျှတော့မန်ရှော့ရတာပေါ့လေဟုတ်တယ်ကြီးညီပါအိုးစကားကောင်းနေလိုက်တာမေတင်တို့ခီးတန်းလန်းနဲ့အကြီးတော်ဒီစကားရက်ကစိမ့်စိမ့်နဲ့ဗညာမော်တော်အားစစ်စစ်ကြည့်နေသည်တခါမှမမြင်ဘူးသလိုအထူးဆန်းလို့ညီပါအိုးဟဲ့ဒါတွေကဘယ်သူတွေလဲကျုပ်ကမျက်စိမုံတော့ဘယ်သူတွေများပါလိမ့်အကြီးတော်မပြောင်းကသူတို့အားစိုက်ကြည့်နေတယ်။ဒေါမြတင်ကရေမောလျက်အကြီးတော်ကလည်း ဒါကသမီးစင်းစင်းလေးမမတ်မိဘူးလားဟင်နေစမ်းပါအိုးဒါကအเจ้าတကာဥကြီးမော်မြည်လေကိုသခင်သားအเจ้าပြလို့လားလေတာရွာမရတာနှင်းနှင်းရှိသွားပြီဒီတော့မှအရေးတော်သည်လွတ်လွတ်လပ်လပ်ရေမောလိုက်သည်အရေးတော်မှစကားကြဲကြဲလောင်လောင်ပုံမင်းလင်းလင်းပြောတတ်သည်စိမ့်စိမ့်ကအရေးတော်အပြုံးကငေးကြည့်နေသည်အရေးတော်ကသူ့ကိုဇဝေဇဝါဖြစ်နေပုံရသည်အရေးတော်သည်ဗညာမောအားစိုက်ကြည့်လျက်အော် ကိတိသားလားအမိနဲ့ရုပ်ချင်းစင်တယ်နော် အသားရောမျက်နှာသွေးပုံရောပဲကြည်လာကြပြီပဲကြည်လာတော့ရုပ်တွေလည်းချောလာတာပေါ့လူမျိုးကြီးတောင်ဖြစ်လာပြီပဲဘယ်နဲ့တည်းရောက်နေပြီလဲရှစ်တန်းဒီနေ့အောင်ကိုရမ်းဟာရှစ်တန်းတောင်လားတော်တော်ကြီးတက်နေပြီပဲခုနတန်းအောင်ရင်တောင်မြို့အုပ်လုံနိုင်ပြီပဲကျွတ်တူရွာအခွင်လာောက်တဲ့မြို့အုပ်မင်းလည်းခုနတန်းအောင်တယ်လို့ပြောတာပဲတော့မသိပါဘူးဗညာမော်ကအကြီးတော်အားပြုံးကြည့်နေ၏ လုံမစင်းစင်းတော့အမှတ်တော်မမှန်မိဘူးလုံမကလှလာတာကိုဩမေတ္တသမီးစင်းစင်းကိုနော်အဤတော်တမအံဩခြင်းနဲ့တုံ့ပြန်ရွေးပင်နေအဤတော်ကစင်းစင်းမှမမှတ်မိပဲခုစင်းစင်းကပြုံးကဝင်ပြောသည်ဟဲဘယ်မှတ်မိတော့မလဲစင်းစင်းကသိပြောင်းသွားတာမြုပ်သွားနေတော့တသွေးတမွေးကိုဖြစ်လာတာကိုတော့အသားကလည်းလက်လာတယ်ဘုပုံစားပုံကလည်းတကယ်မြို့သူကြီးပါတော့ဘယ်မှတ်မိမလဲ ငငယ်ကတော့ကျုပ်ကချီရပိုးရသေးတာငငယ်တွင်းကလုံမကတိတ်ချူကြတာပိန်လဲပိန်ဟုတ်တယ်သမီးရဲ့အကြီးတော်ကသမီးငငယ်ကလေးကရွာမှနေတာညို့မှနေတာကောင်းပါလေလေမေတင်မလဲယောက်ျားဆုံးသွားတော့ကစင့်ကလေးကဖြစ်သွားတာပေါ့တော်မြတင်မရွာမှနေစဉ်ကဆွေမျိုးများနဲ့တိတ်မတဲသူ့ယောက်ျားကတိတ်အလိုလိုက်တဲ့ဖြင့်လင်ယောက်ျားမန်တက်ကဆွေမျိုးများပေါ်နည်းနည်းထဲသည်ဟုအဆိုရှိသည် ယောက်ျားမှသူ့ကိုဘာမှမလုပ်စေရတော်မြတ်တင်မှာတဏ္ဍာခြေဆုံးကောင်းဆုံးလင်းကအေးအေးလူလူနေခဲ့သည်သူမယောက်ျားကိုရင်ချင်းမှာအလုကောင်းလက်ရှင်အလိုက်လဲသိသည်ဆွေလဲဆွေမျိုးဖြစ်သောဥဒ္ဒထွန်းအားယုံကြည်ကုစားသည်တော်မြတ်တယ်မှာလဲတဲ့မစင်ရသည်ဖြင့်အခြားရွာသူများထက်ပို၍နှုတ်နေသည်လှနေသည်ဆွေမျိုးများတွင်တော်မြတ်တယ်မှာလဲပိုင်ရှိသူမဟုတ်သူရင်ငါသာဖြစ်သည်ဥဒ္ဒထွန်းဤဇနီးဒေါကေတီကဝန်ွယ်တော်သူတော်မြတ်တယ်အားခင်မင်သည် ဥယင်ချမ်းမြေတချို့ကိုလည်းဥဒထွန်းကပေးထားသဖြင့်နည်းနည်းချောင်သည်လင်အောင်ကြဖြစ်သူကိုရင်ချင်းရှိစဉ်က မကြောက်မကြနေရတော့လဲရုတ်တရက်ကိုရင်ချင်းလေထဲ၌ပို့ထီး၍ဆုံးပါသွားသောအခါတော်မြတ်တင်မှာအဆူအဆောင်းလည်းမကြံရစ်မလွတ်တတ်မကင်တတ်နှင့်သူမနှင့်မတင်မြတ်သောဆွေမျိုးများအလဲတွင်မျက်နာငယ်နှင့်ကြံရိပ်တော်သည်သမီးကလေးကလည်း၁၀နှစ်ခန့်ဒေါ်ကေတီကမြို့တွင်လာနေရန်ခေါ်သည်ဥဒထွန်းကလည်းလူယုံတော်သူရင်ကကိုရင်ချင်းဤမျက်နာကိုငဲ့၍ သူအိမ်တွင်လာနေစေခြင်းသည်သူတို့ကလည်းတစ်သလုံးကြွေးမွေးထားခြင်းသည်သို့သောဒေါကေဒီမှာလည်းနောက်တစ်နှစ်တွင်ွယ်လွန်သွားသည်မူပင်ဘက်ရှိသူမလင်ယောက်ကြဘက်ကဆွေမျိုးများကဒေါမြသင်ကိုသူတို့နှင့်လာနေရန်ခေါ်ကြသည်လင်ဘက်ကဆွေမျိုးများကဒေါမြသင်ကိုအထုခင်မင်ကြသည်သူဘက်ကဆွေမျိုးများကသူမကိုမခင်ဟုသူမကယူဆနေသည်သို့နှင့်တမိအကြီးအငယ်တယောက်ကြကလေးနှင့်အတူခိတ္တမူပင်ဘက်သွားနေရင်းက အင်္ဂန်ကလေးတဲပေးသောလင့်ဘက်ဆွေမျိုးများရွာတွင်မြဲသွားတော်သည်ဒါငယ်မှလည်းနနစ်ခန့်အကြာတွင်ဝတ်သက်ပေါက်၍ဆုံးသွားခဲ့သည်နောက်တစ်ခေါက်ပြန်လာတွင်စိမ့်စိမ့်ကိုဥတ္တထွန်းတို့အိမ်တွင်ထားခဲ့သည်ပညာမောင်မှအမေဆုံးသွားသည့်ဖြင့်စိမ့်စိမ့်အားဒါဖြစ်သူ၏အဖော်အဖြစ်ဥတ္တထွန်းကနေစေခြင်းသည်ဥတ္တထွန်း၏အမအပြိုကြီးကလည်းစိမ့်စိမ့်အားနေစေခြင်းသည်တော်မြတ်တင်အားလည်းခေါ်ထားခြင်းတော်လည်း မောင်ကလည်းအိမ်တော်မရှိသဖြင့်ငယ်ရွယ်သေးသော မုတ်ဆုံမခဲမဝန်ခွဲနှင့်မတင်လျော်ဟုအပြုကြီးကယူဆသည်ဒေါကေတီရှိလျင်ဥတရွန်းတို့အိမ်တွင်ဆက်လက်နေမည်ဖြစ်တော်လဲဝန်ခွဲအမဖြစ်သူသူမကိုချစ်ခင်သောဒေါကေတီဆုံးသွားသောအခါမှဥတရွန်းအိမ်တွင်နေရန်မဖြစ်တော်တမန်သည်ချောင်းအလယ်၌မျောလျက်ရှိသည်ဒေါတော့ကလေပေါ်မှနေ၍တမန်ကိုကင်ထားသဖြင့်လေရောတမန်ပါမျောလျက်ရှိသည်ဇလက်သည်ကြွေကြသဖြင့်အစိမ်းရင်ကြွက်ကြများရေပြင်ကော်စောတွင်သွားသည် ကောင်းပါရင်မတင်ရေလုံမလေးကိုတထွန်းတို့အိမ်မှာနေတာကောင်းပါရင်လေရှင်ကလည်းစိတ်ကောင်းသဘောကောင်းတဲရှိတာမကတိဘက်ကဆွေမျိုးတွေလည်းသူကသိကြည့်တာမဟုတ်လားလုံမလေးရွာမသားနေရင်လေလေးစင်ပြီးလေဆက်ရမှာမဟုတ်လားကြည်စမ်းပါဦးအခုတော့တတတမွေးနှုနေတာဝလို့လှလို့ပေါ့ဟေးဟာဟာတော်တော်မကျေလောင်ကျေလောင်နဲ့ရေမောလျက်ရှိသည်ကဲသွားကြအောင်ကျုပ်ကတော့ဟိုဘက်ရွာကျွေးသွားတောင်းလိုက်ဦးမယ်ဟုတ်ကဲ့အကြီး ညောင်လံမုတ်ဆေများပေါ်၍ထူထပ်လာသည်ကန်းစားဒီနေ့ပင်များလမှုပင်များထက်ညက်လာသည်ဝင်းလီကြံကြီးလွန်တော့ခါဥတ္တထွန်းတို့အိမ်ကြီးရှိလေစိတ်တရားသို့ရောက်တော့သည်ဓမ္မသင်္ကာရွာသို့မရောက်သည်မှာကြာပေပြီဆွေမျိုးများနှင့်မသိမြသောစိတ်များလည်းမပေါ်ပေါက်တော့ပြီဤတကြကြဝေတသက်သက်မဟုတ်လားအိမ်ကြီးမှာကန်းနှင့်တိတ်မကဗရောက်ပင်များကြားမှရှေးဟောင်းအိမ်ကိုကြီးအိမ်ဝင်းကြီးမှာအကျယ်ကြီးအိမ်နှင့်တရားကြားတွင်မြေကွက်ကျယ်ကြီး လေခွက်တဲနှင်မြက်ရိုင်းများပေါက်နေပြီအင်းရှိမျက်နှာသာ၌မူရှင်းလင်းထားသည်ကန်းဆက်ဆွဲလဲပင်အလိုလေးပင်ခရာပင်ရဲရိုပင်များထူထပ်စွာပေါက်နေကြသည်တရမအင်းတို့သွားသောလမ်းကလေးလှုပ်ထားပြီးလမ်းဘေးတွင်ရွက်လာပင်များရွှေတင်ကားပန်းပင်များစီတန့်ဆိုင်ထားသည်လမ်းကလေးမှာအုံများစီထားသည်ရှင်ဝင်ရှိ၌လနခပင်ကလေးတစ်ပင်ဟာကညာမော်တို့လာလေဟေးအိမ်ထဲမှာအသက်30ခန့်ယောက်ျားတစ်ယောက်ကလမ်းအော်၍နှုတ်ဆက်လိုက်သည် တောကေတီဤညီမငယ်စုံမဆိန်နုဤယောက်ျားကိုဝင်မဆိန်နုမှာသူရင်ကားမောင်ဝင်းနှင့်ခိုးရလိုက်ပြည့်သည်ဖြင့်မိဘများသဘောမတူပြစ်ထားခြင်းခံရသည်ကလေးတယောက်ရသောအခါပြန်ခေါ်သည်လင်ယောက်ျားမောင်ဝင်းမှာယူသားသူဖြစ်၍မိဘများနှင့်တင့်မြတ်သွားသည်ဥသက်ထွန်းတို့မြို့ပြောင်းသွားသောအခါမဆိန်နုတို့လင်မယားအားအိမ်ဆောင်ထားခဲ့ကြသည်အိမ်ကြီးမှာနှစ်ထပ်အကျယ်ကြီးဖြစ်ရာအောက်ထပ်အဆောင်တစ်ဆောင်၌မဆိန်နုတို့လင်မယားနေကြသည် အပေါ်တတ်တစားလုံးနဲ့ခေါင်းရင်ဘက်အဆောင်ကြီးမှာတော့ခတ်ထားတတ်ပြီးဥတ္တရွန်းစပါတဲ့ရန်တော်စင်းလင်းတော့ဖွင့်ကားနေတတ်သည်ဟေးစင်းစင်းကောအမတင်ကောပါကလားအကူကြီးကောမပါဘူးလားမဆိုင်နေသည်ပြေးထွက်လာသည်လက်တစ်ဖက်ကခလေးချီလျက်နင့်အကူကြီးကအလုံများလို့နောက်မှလာလိမ့်မယ်အမတင်မြေရောက်နေတာကြာမလားတလောက်လောက်ရှိသွားပြီဗညာမော်တို့အိမ်မှာပေါ့ရွာတောင်လားမလဲဘူးမူပင်ဘက်ပြောင်းသွားကြတဲ့ကဒီတစ်ခါပဲရွာကိုလာသေးတယ်ထင်တယ် အခုလာပြီပေါ့ဟဲ့ဗညာမောင်မတဏ္ဍာခဗနာကကဟိုဒီဒီကြည်နေသည်ဒီပင်ကသိမ့်မကြည်လာဘူးနော်ကျွန်တော်ငငယ်တုန်းကလည်းဒီအရွယ်ပဲအိမ်ကြီးမှာ ရှေးမွင်အိမ်ကြီးတေသာထုတဲ့ကြီးကြီးများဖြင့်ခိုင်ခိုင်ခန့်ခန့်ဆောက်ထားသောအိမ်ကြီး အဖိုးပြသူဦးကြီးမဆောက်ခဲ့သောအိမ်ကြီးဖြစ်သည်ဇီဝတတုံဆောက်သောအိမ်ကြီးခေါင်အချိုးများဖြင့်အဆောင်အဆောင်ထုတ်ထားသောအိမ်ကြီး မိဘကြောင့်လှောက်ထားသောအဆောင်မှာပင်အကျယ်ကြီးမဆယ်နှစ်တို့လင်မယားမှာအိမ်သားကတိတ်မများလားခလေးနှစ်ယောက်အကြီးကကိုနှစ်ယောက်ျားလေးအငယ်မကနှုတ်ဆွေရွယ်သူတို့မှာမိဘကြောင့်အဆောင်တွင်ပင်အနေများသည်မိဘကြောင့်အဆောင်ဆွေသာလဲအိမ်လေးတစ်လုံးလောက်ကြီးသည် အိတ်ဆရာနေဆရာအများကြီးအိမ်မှာကန်းနှင့်တော်တွင်ပက်လေဘက် တူဆောက်ထားသည်နောက်ဘက်ရကကိုဖွင့်လိုက်ရင်ဓမြတ်တကောလေကွင်းကြီးကိုတို့ရောပေါက်မြင်ရတော့သည် ကျုံတို့ချောင်းတော်ရန်ကကောင်းကင်မြာနှင့်လေကွင်းကြီးကိုအနာတပိထားသည်ကန္နာတွင်ထင်းများထားသည်မိုးရာသီတွင်သုံးရန်ထင်းများတူလောင်ရာဖြစ်သည်ထင်းယုံထဲမှမွေများမကြခဏထွက်တတ်၍ကလေးများအနာမကတ်စေရအတွင်ဘက်၌ကအိမ်ပေါ်တို့ပင်လင်းမွေအနံများလာတတ်သည်မတုံသောပစ္စည်းအဟောင်းမြင်းများထင်းယုံထဲတွင်ထည့်သူထားတတ်သည်အိမ်နှင့်မလံမကန်ခြံဝဘက်တွင်ဇပကြီးသမိုးပြင်သားကဇပကြီးကျော်လင်းမြောင်းကလေး တဏ္ဍများလေများစိုက်ကထရန်နေရာစဘာတဏ္ဍကြီးများဤမြောင်းထဲတွင်ထားရသည်မြောင်းဤအစုံ၌ဓဏိအမိုးရှိသည်အများကတဏ္ဍယဟုခေါ်ကြသည်လွန်တင်လျင်ကတ္တရာတုတ်ဆေးတုတ်လျင်ဤအမိုးအောက်တဏ္ဍယုံထဲ၌တဏ္ဍများကိုထားလေရှိသည်မြောင်းကလေးမှာရေတက်လာရင် ရေဝင်နေပြီးရေကျလျင်ရေမရှိတော့ရှင်နေများသာသူတို့ခြံနှင့်ကက်လျက်ဝိုင်းများတွင်လည်းသူတို့ဤဆွေမျိုးများဤအိမ်များလေပိုင်းဥယျာဉ်ပိုင်းရှိသူများဖြစ်၍ ်သမိုးပြည်တော်အင်ကများသည်ခြေတန်ရှိအင်များအဆောင်များထုတ်ထားတတ်သည် စင်ဝင်ဆိုသည့်အတိုင်းစင်နကောင်ဝင်ရလာအောင်ပင်မြင့်သည်မိဘမှာတတ်တတ်အင်အောက်မြေကြီးပေါ်၌ထားကြသည်ခြေတန်ရှိအောက်ထပ်တွင်ကွပြင်းများခင်းထားကြသည်နေကင်းအိတ်ဆရာနာနေလဲလောင်းလျာဧည့်သည်ဆောင်သည်များအားအခန်းစကားပြောရာမျိုးကဧည့်သည်များလာသည်ဆိုသည်ဖြင့်အင်ဒီနာချင်းဆွေမျိုးများရောက်လာကြသည်ဘဲကကြားလိုက်သည်မသိတော်မြတ်တင်လည်းအင့်မြတ်သွားကြသည် ဟဲ့ညတင်တို့သားမိကညီမကြနေတာပဲတော့ညတောင်ကြည်လာလိုက်တာဟဲ့လူပြိုပေါ်ကလေးဖြစ်လာပြီကိုသူကစကားကတော့ငငယ်ကလေးကကိုခနဲ့နေပဲဘယ်နဲ့ရောက်ပြီလဲကြည်လာရင်မျိုးအုပ်တို့ဝင်တော့တို့လုတ်ပေါ့ကွယ်ယောမင်းတော့ဆင်းရင်ကြက်သားဟင်းကြက်ဥကျော်ကောင်းကောင်းစားရတာပေါ့မိမတွေအများကြီးရမယ်မိုးလည်းလာခဲ့ကြအောင်ဘဲသားချက်ကြွေးရမယ်စိုက်တော်ဘုရားမှာရောင်ကြီးတော်မြူလို့တဲ့သွားကြည့်ရအောင် ဆရာတော်စီလည်းသွားအောင်အိမ်လုံးဆူညံတော်တော်ဖြစ်သွားပြီဗညာမော်ကခေါင်းတညိမ့်ငိမ့်တရင်မျိုးစုံပေးကြသည်အဖိုးအောင်တယောက်ကတော့တည်သွားပြီအဤတဲ့တယောက်ကတော့လဲလုံနိုင်တော့လေဥထွန်းမြတ်နောက်နှစ်မှဖရားတယ်မလို့တဲ့မန္တလေးကျေးသွင်းဆရာတွေလာလိုက်မယ်မနေ့မိုးရွှင်ကမိုးကြိုးပြစ်လိုက်တာလဲတဲ့ကထိန်မင်ကြီးထပ်ပိုင်းပြတ်ကြသွားရောဦးစုံလို့ပါပဲလေဓမင်းစားချိန်တိုင်းကတအိမ်တစ်ခွက်လာပေးကြသည်ဓမင်းစားဘွဲ၌ပကံထားเสียမှရှိတော့ မဇလီရွတ်တော့ဝတ္တဏီချက်ဂုံမင်းဟင်းချောရဲရွရွတ်ထုံငါပေါင်းသတ္တဟင်းလက်ရှင်အီလာတို့အိမ်မမြို့စားဖို့ဟော်လန်ဖြစ်ကလာချင်းတောင်းဆွဲနုစီဘူးအင်္ဂလန်ထုတ်ဘစ်ကွတ်တက်တာလာပေးသည်သူတို့ဤဘိုးဘေးဘီပင်လက်ထက်ကမူဤနေရာဒေသသည်မျက်ရှိတော်ရွှင်နှင်းနှုံးပြင်ရေတဝက်ဂုံတဝက်ဆွစ်ဆို၍မိုင်းအုပ်ဆိုင်မောင်ကြီးလျက်ရှိတော်ဒေါ်ကြီးမြေမယ်မိချောင်းတို့တာရဲတို့စံမြန်းရာအရိုင်းမြေကြီး လူနေကြကြမွန်းတို့ဒေသလဲဆိုင်သော နေရာနဲ့နဲ့မိမိတအိမ်တောင်စားလို့ရုံသာဆိုင်သည်ဝန်းစားအတွက်စိုက်ချင်းမျိုးဖြစ်သည်အဝတ်ကိုကိုယ်ပါသာရက်ဝတ်ကြသည်အထက်ညာမှချင်းမြင်မှားရသည်နေစရာဘူးစရာမရှိဝါသက်ကဲဒနိအိမ်ပဝင်းချင်းတွင်အစင်သည်ခုတ်တော့ရသည်ဝါထယံဝါကိုယ်ပါသာခွဲကိုယ်ပါသာရက်သက်ကဲဒနိကိုယ်ပါသာပြည့်ချောင်းမြောင်းထဲ၌ငါကိုတည့်ယူရသည် အင်းရတိနံအင်းရှိတွင်ပေါက်နေကြသည်အညာလေဆင်းလာလျင်စီနှင့်ဆန်းလဲလေသည်ပေါက်တူကလေးတစ်စင်းနှင့်ဟိုနာဒီနာသွာညီပဲဆိုတာက လေထပ်ပင်ပေါ်သည်တခါတရံစဘာများပူရှံ၍ကြွက်စာကျွေးလိုက်ရသည်အနောက်နိုင်ငံမှကုန်တယ်တို့ဤပင်လေကုတင်ပေါ်များသည်မြန်မာနိုင်ငံသို့ဝင်လာကြသည် အောက်မြန်မာနိုင်ငံမှာအင်္ဂလိပ်အစိုးရလက်အောက်ရောက်နေပြီဖြစ်ရာရန်ကုန်မြို့တော်အနီး၌ဖွံ့ဖြိုးစပြုလာသောအင်္ဂလိပ်ကုန်တွေများကစံကျိတ်စံများတီထောင်ကြသည် မိတ္တမောများသည်မြစ်လက်တက်များ၌ဩဩတံတူတူတူဖြင့်စုညံစွာခုံမောင်းလာကြသည်ကြီးမားသောဂုံတွေတံပံများပါလာကြသည်မြမလီတို့သည် ကန္နာ၌ကပေးကလေတကြီးသည်ငေးကြည့်ကြံရစ်သည်စဘာများဈေးကောင်းပေး၍ဝယ်ယူကြသည်သို့သောစဘာဆိုင်ခင်ကနေနေသေးသည်အင်္ဂလိပ်ဆိုရာကလေယာမြေတင်များပေါ်ပေါက်လာစေခြင်းသည်မျက်နှာပြုံကုန်တယ်များကစဘာတွေဝယ်နေသည်ဟူသောသတင်းသည်ပြန့်နှံ့သွားသည် ဥကြည်မောဖခင်ဥတလထော်သည်သူဝန်စာအတွက်သာမကတော့ပဲစပအဘူရှံထွက်အောင်လေကိုချဲ့၍စိုက်သည်ကနဇိုတော်ကြီးကိုခုတ်ထွင်ရှင်းလင်းသည်ဓမ္မဥချင်းဖြင့်ညီများကိုတွစ်ဆွာကာညှိနေသည်သူအကိုဝန်ခွဲတယောက်ကလည်းဥတလထော်လိုပင်ညီတစ်ထွင်သည် နောက်တယောက်နောက်တယောက်နောက်တယောက်ရာဇသရစ်မွင်ပင်လက်ထက်ကလေးကအမြင့်တွေ့ခဲ့သောတစ်ပင်ကြီးတပင်သည်ရွတ်တော်အိုမင်းသောအကိုင်းကြီးကြိုးကြကမြေ၌လဲလျောင်းလျက်ရှိသည် နေရသောတင့်မြင့်ဆုံးတစ်ခုသည်မြေကြီးထဲ၌ပင်စိုက်ဝင်လျက်ပင်ရှိသေးသည်သို့သော၆တွေ့တွင်လည်းမဲနေ၏မြေကြီးနှင့်ကလျက်ရှိသော အမြင့်တစ်ခုမှရေညှိမော်စိမ်းများအညိတက်ကဂရီပါစိန်ကလေးကဲ့သို့တစ်လွန်နေ၏မူဝင်ကလေးများကပ်ပေါက်နေကြ၏နနေသားရွယ်တင်တိုင်းကလေးနှင့် မောင်ကြီးမော်သည် အင်္ဂလန်ပြည်ရှက်ဖီမြို့မှလွတ်သောမောင်ချဒါကလေးဖြင့်မူဝင်များကိုကော်ကစားနေ၏ဦးတလထော်မှလဲလျောင်းနေသောကနဇိုးပင်မှထင်းဖြင့် ရင်ရိုးကြောရင်သူဤလက်သည်ပင်ကိုငင်းမြောကြည့်နေ၏။မောင်ရည်များဖြင့်တန်နေသောမြေပြင်သည်လင်း၍လာပေပြီကောအဝေး၌ဒေါ်ရန်ကြီးကိုမြင်နေသေးသည်။ကြားများသည်ဒေါ်နေရှိယာသို့ရှောင်ပြေးကြလေပြီ။မိချောင်းသည်လူတန်ကြားသည်ဖြင့်သစ်ပင်ဘက်သို့ဆင်းသွားလေသည်။ကနကုတ်မွေဂျင်ဖာကင်လေရှော့ဖြံပြိုင်းတင်ကြီးငှကြီးဝင်ဖို့ကြိုးကြငံများသာသူတို့နှင့်မဝေးမကွာကြံရစ်ကြပြီ။အင်းဝဘမလူများလည်းရောက်လာကြပြီ။ စုအံများမြောင်းဖွင့်ပြီး15နှစ်ခန့်ကြာသောအခါမန္တလေးပြည်ရာအထက်ညာမှလွင်များပြောင်းရွှေ့လာကြပြန်သည်ပညာမော်အဖွားဘက်ကဆွေမျိုးတစုမြဝကျွန်းပေါ်သို့ရောက်လာကလက်အစ်တဲကြပြန်သည်စဘာအဘူရှံများရအောင် လုပ်ငန်းဝင်ချေရင်မြေယာများတိုးပွားလာသည်မြေရိုင်းများရင်လာကြသည်ကျုံတို့တွင်လူများစုလာကြသည်အိမ်တော်မိသားစုများဒါဝင်အတီးတီးခွဲကစိုက်ပျိုးထွင်ရရင်စဘာထွက်ကောင်းလာကြသည်ဆွေမျိုးများစုပေါင်း၍စိုက်လာကြသည် မြေပြင်သည်တိရိပ်ဝါရိမ်များဖယ်ရှားကဝင်းပလာလိမ့်မည်အစိုးရကလည်းစနေနေ့အခွင့်ဆက်ဆောင်သူအားမြေပိုင်ခွင့်ပေးလိုက်သည်လေတင်များသော နေရာတွင်ကက်လျက်ရွာသစ်ပေါ်ပေါက်လာသည်အုံမင်စုများနေသောရွာကိုအုံမင်စုဟုအမည်ပေးလိုက်ကြသည်ဓဏိပင်များတော်များသောနေရာ၌ရွာတယ်လျင်ဓဏိတော်ဟုအမည်မျက်ခေါ်လိုက်ကြသည်မွန်းနာမည်ဖြင့်မခေါ်တတ်တော့မြမလိုပင် အမည်မျက်လိုက်ကြတော့သည်မြမများရောနှောလာကြပြီး ဥဒလထောလက်ထက်တွင်မွန်သုံးနှုံများကြံရှိသေးတော်လဲဥကြည်မော်လက်ထက်တွင်ကအငွေအသက်ပင်မရှိတော့သလားဥကြည်မော်တို့ဤသားကိုယ်သက်ထွန်းနှင့်မကေတီတို့အိမ်တော်ကြသောခေတ်တွင်ကဂျုံတို့ရွာမှမျော၍မဆုံးသောလေကွင်းပေချောင်းကံပါ၌ပြင်တော်သမုတ်အိမ်ကြီးများဂျိုကြပေါ်လာတော့သည်ရှိကားကဲ့သို့လက်ခတ်တန်တညာညာမဟုတ်တော့စင်ရသောရှေးဆန်သောအိမ်များမှသာလက်ရကန်းစဉ်ရှိတော့သည်စံဖွင့်မောင်းထောင်းတန်ကကြားနေရသေးသည်တန်နိုင်သူများက ရဲဝင်းမြေအစားရန်ကုန်ကုန်တိုင်းမှ ရောင်းသောကလပြီမှလာသည့်ပလေကခရုလုံချီချောကိုတထဲငါမပေးဝယ်ဝစ်လိုက်ကြတော်သည်ဂန္ဒီမာချီက၆ပဲဝိချင်းဝိအမျိုးသမီးများကလည်းရက်ထဲအကြံဝင်းမြေအစားချွန်နုပါသောဆတကိုက်ပါသောမင်းညိုပိတ်တအုပ်တစ်ဆယ်ပေး၍ဝယ်လိုက်ကြတော်သည်ရှန်သားကြသူတို့အဖို့ရွှေရင်ကားတစိမ့်တအုပ်၆ကြခွဲအနောက်နိုင်ငံမှကုံကြောများမြန်မာပြည်တွင်သို့တလဟောဝင်လာကြပေသည် မင်းဖိုးကိုကြီးမော်ကတော့သိတ်အလုတ်ကောင်းတာဒါကြောင့်လဲစီဝါဖြစ်တာဟေခုချောင်းအကွေတဖက်ကနဲ့နေတော့ဗယံပြေကနေလေသာထမင်းစားပြေးစားတွင်သူတို့စကားပြောနေရင်ကျုံတို့ရွာတဲစားအချိန်နှမဆ၍ကွန်းတမျိုးမျိုးဖြင့်ပြောပြသည်ကိုပညာမော်ကနားထောင်နေရသည်ဗယံပြေမှာအသက်80ခန်းရှိတော်လဲသပင်ဖြူဒီကလွဲ၍ကျမကြီးကောင်းသည်ဗယံပြေမှာသူဤတငယ်ချင်းဦးကြီးမော်ဤဖခင်ဦးတရထော်ကိုပင်မိသည်ဦးကြီးမော်ဤမြေလာသည်ကြသည်ဖြင့် နိဗ္ဗိဏကြောင့်ဥပန္တိဒထံသို့လဲဝင်ရင် ကမ္မကုလာခြင်းဖြစ်သည်ချောင်းကိုဝါဒရာလေးများဖြတ်ထားသည်ဝဘိုးကြီးကြီးတလုံးတည်းနှင့် ဆောက်ထားသောဝါဒရာပညာမောမှာဤတရားကိုကုရင်ရင်ဖို့ရသည်လက်တန်းကင်ကုသည့်တိုင်းရင်ဖို့မပြောင်းရွာသားများကလက်တန်းမင်းမကိုင်းမြေပြင်ပေါ်ရှောက်ရသလိုကုသန်းနေကြသည် ခုတော့လေဂလုံတွေထားပြီးကြတဲ့ကနိုင်ငံသားကုန်တွေတပိတ်မောက်နေကြတယ်ကြားတယ်တနည်းကတော့လေခွေရည်တွေရည်ညှင်းလိုက်ကြတာ ဟုဗယံကြီးကပြောနေ၏ဗယံကြီးမှာဒိုင်းပြည်ရေရာကိုစိတ်ဝင်စားသည်ညနေဆောင်တွင်ကရွာထဲလျှောက်လေသည်ရွာပြတော်မေတို့အိမ်၌ဆံဖွင့်နေကြသည်တချို့အိမ်တွင်ရကန်းစင်များရှိသေးသည်သူတို့အမေဒေါ်ကေတီသည်အပြုဘဝကလုံကြီးစင်အရက်ကောင်းသည်ဟုကြားရဘူးသည်တချို့ကအထက်ကလာသောခြေတွေကိုဝဲဝစ်ကြသည်သူတို့ထက်ချော်လေချော် အစင်လေကောင်ထုံည၌မညမော်သည်သူအိမ်သောအခန်းမှ တရုတ်ကပြရင်ဘောက်ကိုဖွင့်ကကျဲယောင်ဝူဝါအောက်၌အိပ်ပြောင်းနေသောလက်ကွင်းကြီးကိုလှမ်းကြည့်လိုက်သည် ကောက်လိုက်နှံ့တင်သောလေသည်တဖြူဖြူတိုက်ခတ်လျက်ရှိသည်ရွာအစွန်တဲစုဘက်မှမိများမိတ်တုတ်မိတ်တုတ်လက်နေသည်ကိုလှမ်းမြင်ရသည် နန်းနဲ့အိယာမနိုးသောအခါကြက်တွင်တန်နှင့်နွားအော်တန်များကသူတို့ကိုကြိုးစိုးလိုက်သည်ဒီတခါရွာတို့အလဲလာရသည်မှာကြောင်းသစ်တစ်ခုတက်ရတယ်လို့ခံစားရပြီး ညနေပဲဖြားတွင်ဒုံမေတို့အိမ်မပြန်နေပင်သားတို့ဝင်လိုက်သည်ဆရာတော်မှာရေကန်အနည်းရှိတိမ်တဲ၌ဒပြစီလဲနေသည်တိမ်မှာအုတ်တိုက်ကလေးဖြစ်သည်တိမ်ဝင်းကိုတန်ပန်းများဖြင့်ကြာကြာနာနာကာယံထားသည်ဦးကျေမော်မစုံခင်တနေ့ကမှသူကိုယ်တိုင်ကြက်မှန်သောဆောက်လုပ်လူရန်ထားသောအဆောက်အဦဖြစ်သည်ဘုံဇံမှာခင့်မိသည်ရောင်စုံမန္တကများဖြင့်ပါသည်ဘုံကြီးကြောင့်ဆောက်တုံးကနှင့်ပင်မတူဘုံကြီးကြောင့်ဆောက်စဉ်ကရှေးဟောင်းဘုံတရံရှေးဟံများပါသည် တစ်သားများဒုရဲအကြီးကြီးများသုံးသည်မတို့မဘက်ကလက်လမအဘုဇရာများနှင့်ကြည်ကြက် ဆောက်လုပ်ခြင်းဖြစ်သည်ဖရာဆောင်ဆိုလျင်ဂျေစင်တုဘလင်တကယ်များဖြင့်တခန္ဓနာမွန်မှန်ထသည်အဘုလက်ရာများဖြင့်ဆင်ရင်သည်မန်စီရွှေချဘိုးဖဲဂရီဘာများဖြင့်ဝင်းလက်သည်ယခုသိန်ဆောက်သောအခါမူအုတ်တိုက်ဖြစ်၍ရှေးဟန်သိမ့်မပါတော့ဘုံပြတ်တယ်များဖြင့်မထက်တော့ပဲပပလည်းအင်္ဂရိပန်းများဖြင့်ပေါ်သောအမိုးဖြင့်ပုံစံသည့်လှုပ်ထသည် ။ညီအောင်တိုက်ခန်းကလေးလည်းထဲထသည်။တကားပေါင်ွေများပုံစံကို ရန်ကုန်မြို့အတွင်းဝင်ရုံမှဝီတိုရီယာဟန်ယူထသည်။အင်္ဂလိပ်ဖြူဖြင့်ပန်းများဖော်ကာအုတ်အနီရောင်နိုင်ရန်များလှုပ်သည်။ရာအထက်လေပေါက်ကိုမန်ယောင်စုံများဖြင့်ဂုံးတပွဲလှုပ်ထားသည်။တိမ်ပတ်ပတ်လည်း၌ငပြောပင်များစိုက်ထားသည်။စိမ့်စိုလျက်ရှိသည်။တိမ်ဝင်းထဲတွင်ဗရောက်ပင်များရှိ၍အရေးအာဝါဒကောင်းသည်။ဇေယတော်မှာဗညာမော်လာ၍ဝမ်းသာနေသည်။သူကမူ ဆရာတော်သူ့အပေါ်ဒီလောက်တန်ရောစဉ်ရှိမိဟုမထင်ကိုရင်ဝိစင်ကသူကခက်ငယ်ငယ်ဆရာတော်ခြာပြေးသောစာများကလည်းသူပါမြအတိတ်ပဲနားမလဲသောပါဠိစကားလုံးများတချို့အနက်ပါတော်လဲလုံးစိတ်ပတ်စိတ်နားလည်ခဲ့သည်မဟုတ်ဆရာတော်မှာသူကြဘူးသောဘုန်းတော်ကြီးများကဲ့သို့ကျိန်လုံးသုံးသူမဟုတ်အကျိုးအကြောင်းနားလည်အောင်ရှင်းလင်းပြောပြသည်စည်းကမ်းစနစ်ကြီးသည် သူစည်းကမ်းမလိုက်နာလျင်ကျောင်းတွင်မနေရဘဲသူဝင်ပြော၍မှမရား သူကမြင်လင်းဆရာတော်သည်တပြက်စီလက်နေခြင်းကိုရက်လိုက်သည်တိမ်ပေးရှိကွပြစ်ပေါ်၌ထိုင်ခိုင်းပြီးသူနှင့်စကားပြောသည်တရာကြီးနေကောင်းရဲ့လားဘယ်သူနဲ့လာသလဲဘယ်နှတန်းရောက်ပြီလဲဆရာတော်မစကားအပေါ်မပြောတာဒီမြလာသားမေးမြန်းပြီးသူသိချင်တာတွေမေးသည်ဦးကြီးမောင်မာကျောင်းတကာရင်ဖြစ်၍မြေဖြစ်သူကိုဂရုစိုက်ခြင်းဖြစ်မည်ကျောင်းပေရဲ့အတွင်အလဲလာခိုက်ဆရာတော်ကတခုခုတက်ပေးခြင်းသည်တင်းကြွတက်မလားတရာတက်မလား ဆန်းလင်္ကာတက်မလားပြုတ်ကြပြားတက်မလားဆရာတော်နဲ့စကားပြောနေ gait သူကိုရင်ဝစ်စင်ကကြောင်းတွင်ရှိသော သူတို့သူရင်ကကိုတာပွင့်ဤသားဘုံကြီးကြောင့်သားမောင်ချမ်းမြရောက်လာကဝင်၍တပြက်စီလဲနေသည်ဗညာမော်ကမောင်ချမ်းမြကိုလှမ်း၍နှုတ်ဆက်လိုက်သည်သူလည်းတော်တော်ကြီးလာပြီသပင်ရှိကြီးနှင့်ကုတ်ပေါ်တွင်သပင်များဝဲကြနေ၏ငယ်လင်သူထက်တစ်နှစ်ကြီးလင်လည်းတစ်နှစ်ထက်မပိုဗညာမော်မှာကြိုက်တော်ခရားရှိ ရောင်ကြီးတော်လှုပ်ပွဲသွားဖူးခြင်းသည် တပြေရိပ်ဝင်းဘက်လဲသွားခြင်းသေးသည်ရခင်ကလည်းကုန်းလန်းသွားမည်ဂျုံတို့ချောင်းပြအထိလေလျှောက်လောင်မည်ဟုစိတ်ကူးထားသည်ဂျုံတို့ချောင်းမှာချောင်းပင်လေတော်လဲအရှိကြီးဖြာပုံတပကန်းအထိပင်ပေါက်သည်သို့သောမတက်နိုင်တော့ဆရာတော်ဤစကားကိုမငင်းဆန်ဖို့ခက်သည်မဟုတ်လားသူကဆန်းအလင်ကာနှင့်ပြုတ်ကပြားကိုရွေးချယ်လိုက်သည်မိမိစိတ်အားထက်သန်တာကိုလှုပ်ရင်ကောင်းတာပေါ့ကွယ်တရာတင်းကျူနောက်တခါຫນွေချောင်းပိတ်ရဲ့တခါလာလေရင်တက်ပေါ့ ဟုတ်လားသူဘောတာလင်္ကာရကျမ်းကိုတက်ပေးမယ်ရှာတော့စီမှာရှင်မရခသာရတို့ရှင်မသီလဝန်သားတို့ပြုတ်တွေရှိတယ်နဝရေနတ်ရှင်တော်ယတုတွေလည်းရှိပါတယ်အဲ့ဒါတွေကထုံထုတ်ပြီးဆန်းလင်္ကာနိရှအနဲ့ထုတ်ပေးမယ်လေရှာတော့ဓမ္မပြန်လာတော့ခါမောင်ကြီးပင် ဖွယ်ဝန်းစရှိလေပြီရှင်သေးဦး၌မောင်ချမ်းများနှင့်တွေ့သည် သူကအသာမဲမဲဝါဝါမြေနထအမြဲတမ်းချိုသည်သူတစ်ပါးအားကူညီရသည်ဗညာမောကိုရင်ဝတ္တုံးကသူနှင့်ကစားပဲ ဇလတိပြစ်တန်းကစားကြသည်ဆွမ်းကံလင်လဲမောင်ချမ်းများနှင့်အတူဆရာတော်နှင့်တွားလင်လှေလော်ရသည်သူဖခင်မှာသားကိုဇာပေပညာတတ်စေခြင်း၍ဆရာတော်ထံကြောင်းအိတ်ကြောင်းစားထားသည် သူကသင်ရိုးတော်တော်တက်နေပြီဒရာသင်ကျော်သူဖခင်ကလဲရဲမိုးရဲပင်ပင်ပန်းပန်းမလုစေခြင်းဇာပေကြံကံတက်မြောက်ပြီးဆရာတော်တမတော်ဖြစ်သွားလင်လဲခြေနှက်သည်ညနေဘက်တွင်ဆရာတော်ထံတွားရသည်တခါတရံအိမ်ဝင်းတဲရှိဗရောက်ပင်အောက်၌ တခါတရံရေကန်ပေးရှိတဖန်ပင်အောက်၌ဆရာတော်ကစာချသည်မောင်ချမ်းများကဗညာမော်အတွက်လက်ဖက်ရည်ချမ်းငပြောသည်ထညက်ဂျန်တကားတခါတရံမုံတက်တာဘီစကွတ်လာချပေးသည်ပထမပါဠိကိုစ၍အလွတ်ကျက်ရသည်မုနိန္ဒဝရနံဘောဇာကန္တတမ္မဝတုံတရီတရဏံပါဏိနံဝါနီမရှံဝိနိယကံမနံမတတ်နိုင်တော့မကြက်၍မဖြစ်၍ကြက်ရတော့သည်ဇာတော်ကသူ့အကဲကိုခတ်မိသည် သူမချက်ချင်းချောင်းသိနေသည်မူရင်းကတော့အိန္ဒိယပြည်ကတက္ကရဘာသာနဲ့ရေးထားတာတွေပဲကွယ်အဲ့ဒါကိုတခါတီဟို၌အခရာမကရစာပါဠိဘာသာပေါ့လေအဲ့ဒါနဲ့တခါဘာသာပြန်ရတာကိုအဲ့ဒီကမှမြန်မာဘာသာပြန်ကြရတာအဲ့ဒီတော့မူရင်းကိုရနိုင်တယ်များရအောင်ကင်တာအကောင်းဆုံးပေါ့ပါဠိရဲ့နဲ့ဒိဗ္ဗေကိုဆရာတော်ကရှင်းပြရမှာပေါ့ပါဠိကျထမမမိမှာ ဆရာတော်ကပထမတိုက်ရိုက်အတိတ်ပဲကိုချပြပြီးမြတ်စွာဘုရား၏ကရုဏတော်ဟူသောကြာတိုက်၌ဖြစ်ခြင်းကြောင့်ကောင်းမြတ်သောလူတော်ဝါတို့၏ကိုယ်ခွေရာဖြစ်သောတရားတော်ဖြစ်သည်ဟူသော သူရတ္တိနတ်သမီးသည်ငါ၏စိတ်ကိုနှင့်သိမ့်စေတော်မူပါစေတည်းတည်းအလင်္ကာကျမ်းနှင့်မိတ်ဆက်ပေသောဏိဒံစကားများကပြင်းစရာကောင်းလေ၏ကျမ်းပြည့်စရာဤဆုံးမစကားအဘော်များဖြစ်၍စိတ်မပါလားစတတ်ဆမှုဆရာတော်အားလဲကြောင်းနေကမမေးဝင်သည် သူစိတ်၌မရှင်းတာတွေလက်ခံလို့မရတာတွေရှိနေသေးတော်လဲဘာမှမပြောကြက်၍သာနေရ၍စိတ်ကမပါမတက်နိုင်တော့စာကြက်သောနေရာကตายာ၍တော်သေးတော်ဤရေကံမှာညနေခင်းကောင်းကင်ရောက်အလိုက်ကြောင်းလဲနေဤကောင်းကင်က ပြာနေလျင်မှန်ရေပြင်မှာနီလာသာ နေညူလာလျင်နီလာသာမှာရင့်လာဤတခါတရံကြောက်စိမ့်တခါတရံကြည်လေသောမြတ်မှန်သာဒုက္ခများတွင်ကြာရွယ်များမှာရှင်းမြစိမ့်လက်နေကြဤ တိမ်တိုက်အဖြူများလွန်ပါနေသည့်အခါရာဝင်များပေါ်၌စိန်စာများပြေဆော့ကစားနေကြတော့၏။မြေပန်းရဏများသည် ထုံရစ်နေကြသည်။ညပင်မအားတော့ညနေကတက်ထားသောစာများကျက်ရသည် ပြန်နှွေးရသည် နောက်တစ်နေ့ညနေတွင်ဆရာတော်အားပြန်အံ့ရသေးသည်စာတက်စားကဆိုလျင်ဆရာတော်ချပေးသောပါဠိကိုကူးရေးရသည်နောက်တည့်အတိတ်ပဲရှင်းပြချက်ကိုမှတ်သားရသည်မနေ့ဖက်သားအားနေသည် ကျက်စာများလင်သိပ်ပင်မအားတော့တခါတရံနေလည်းမှာကျက်နေရသေးသည်ဆရာတော်ကမင်းရကြကြနေနိုင်ရင်တော့ပါဠိသင်ပေးရမှာ အမှန်တော့ပါဠိပါသင်နိုင်မှကောင်းတာဟုတ်ဆရာတော်ကအလွတ်ကျက်နေသည်ကိုမနစ်မြောသည့်သူအားပြောသည်ကြိုက်တော်ခရားရောင်ကြီးတော်လွတ်သည်ကိုသွားကြည့်ရန်ဆရာတော်အားတရက်ခွန့်ပန်ရသည် ရောက်တော့လဲမှမြထူလာသည်တော့မဟုတ်အနိကမကြည့်ရလေပုံမှ ကြည့်ကြရပြီနေအောင်၌လက်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 နေသည်ကိုတော့တွေ့ရသည် လေတွေတန်တန်တွေမှာပြည့်ညံ့နေ၏။ဘဝင်ရှင်ရွာများအလုံးပင်လာဖူးကြသည်ဟုထင်ရ၏။အလူငွေများထက်လိုက်ကြသည်မှာငွေတင်းငါးတန်တချွင်ချွင်ထမင်းဆိုင်တန်းများလည်းစီကားနေသည်။လာလာလာပြန်လာခဲ့ကြသည်။သူတို့မဆိုင်နှုတို့လင်မယားစိမ့်စိမ့်တို့သားမိမောင်ချမ်းများလည်းလာသည်။လာပြေဝင်သည်နီလာပြင်ပေါ်၌လေကလေးနှင့်အတူလိုက်ပြေးနေ၏။တောင်ဆက်၌ရွှေရောင်ထွန်းနေ၏။ပညာမောက မြစ်တွင်ကိုချောင်းဒေသာမြင်ထွင်းဟူသောနဝရိအပိုက်ကိုသတိရလိုက်ဒေါသဂုံယတဘဝစသည့်အခမ်းများရောက်လာသောအခါသူသည်စိတ်ပါစပြုလာသည်ကိုကံပြုပါရမီခံပြုနေမိဘုံကံပြုရှင်ဥဒမကျော်ဒေါ်လာနဝရိနရှင်တော်ယရုများမှထုံတော့ကကိုကာရှင်ပြမှသူသည်ကြပြာကိုခံစားလာသည် သူကိုယ်တိုင်ပင်စောစောရောက်လာတတ်သည် သူထက်တန်လာမှန်းသိ၍ဆရာတော်ကလည်းစိတ်ပါလာတော့သည်ယုံတို့ချောင်းပြအထိလေလောသွားမည်ဟုသောအစီစဉ်ကိုပင်မေ့နေတော့သည်လသာသောညာများ၌တလင်းပြင်ရှိ ကောက်ရုပ်ပုံဘေးတွင်ထိုင်ရန် ကိုကံပြုတ်ကိုသတိရခြင်းရနေသည်ရွာ၌တလားလောက်ပင်ကြာသွားသည် မောင်ရည်သည့်အချိန်ပင်စားတက်နေ၏ကြပြလင်္ကာများကသူ့ကိုဖမ်းဆားလိုက်ပြီးမောင်လာလျင်မောင်ချမ်းများကလိုက်ပို့ရ၏ ရွာမမြို့သို့ပြန်သွားသောအခါသူနှင့်အတူနတ်ရှင်တော်ဘာလာတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးတကုံတာယာဤဒုက္ခကိုရောက်ရမည်မှမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းစနစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာဒီအပိုင်းဟိုဒီပိုင်းဒီအပိုင်းဖတ်နေတဲ့အချိန်မှာပေါ့လေကျွန်တော်ကျမကြီးနည်းနည်းသိမကောင်းလို့အတန်အားဖြင့်နားဆင်ရအဆင်ပြေဖြစ်ခဲ့လို့ရှင် ော်ကျွန်တော်ကိုဒီကနားလည်းဆွနေပြပါရန်သူပင်မြေတရားခံပန်ကြားပါရခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း73မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ